ဟုတ်ကဲ့ပါဆိုတော့ကျမတို့ဒီတွန်လိုင်းရေးမှာဆိုလို့ရှိရင်အမျိုးသမီးတွေဟာကဏပေါင်းဆောင်ကနေပြီးတော့မှတက်ကြွစွာပါဝင်နေကြတယ်ပေါ့နော်ဒီပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့လိုမျိုးလက်နက်ကင်တွန်လိုင်းရေးအဖွဲ့တစ်ခုအတွင်းမှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍနဲ့ဒီလုံခြုံရေးကိုပေါ့နော်ဘယ်လိုမျိုးအာမခံချက်ပေးထားတာမျိုးရှိလဲရှင်ဒီဆုံးဖြတ်ချက်ချရတဲ့နေရာမျိုးတွေမှာအမျိုးသမီးတွေရဲ့အသံကိုထည့်သွင်းစဉ်းစားမှုအပိုင်းမှာကိုဘယ်လိုတိုးတက်မှုတွေစိန်ခေါ်မှုတွေများရှိနေပါသလဲရှင်ဒီတွန်လိုင်းရေးကကြတော့ကျွန်တော်တို့ပြည်သူ့ရဲ့တွန်လိုင်းရေးဖြစ်တယ်တခုတစ်ယောက်ပိုင်တဲ့တွန်လိုင်းရေး မျိုးလည်းမဟုတ်ဘူးအဖွဲ့အစည်းတစ်ခုခုပိုင်တဲ့တော်လိုင်းမျိုးလည်းရေမျိုးလည်းမဟုတ်ဘူးပြည်သူတွေအားလုံးနဲ့သက်ဆိုင်တဲ့တော်လိုင်းကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကကျွန်တော်တို့ကဂျန်နာကိုပြောင်းမှုကိုအဓိကထားလို့မရတော့ဘူးအမျိုးသားဖြစ်ခြင်းဖြစ်မယ်အမျိုးသမီးဖြစ်ခြင်းဖြစ်မယ် LGBT တွေဖြစ်ခြင်းဖြစ်မယ်ဘယ်သူပဲဖြစ်နေဖြစ်နေကျွန်တော်တို့ဒီစစ်ကောင်စီရဲ့မတရားဖိနှိပ်မှုအောက်မှာဂျန်နာတွေကိုယ်နေခံနေကြရတာကျင်တော့အတူတူပဲ အတူတူပဲဆိုတော့ကျွန်တော်တို့ကဒီတော်လိုင်းရေးကိုခီးဆက်နိုင်လို့ဆိုလို့ရှိရင်ဒီဂျန်နာကိုပြောင်းမှုကိုကျွန်တော်တို့ထည့်သွင်းနေလို့မရဘူးအားလုံးလက်တွဲပြီးတော့ဘယ်လိုပုံစံနဲ့ကျွန်တော်တို့ကအကောင်းဆုံးရှေ့ဆက်သွားနိုင်မလဲဆိုတဲ့ဟာကပဲကျွန်တော်တို့အတိအကျကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဓိကပြောချင်တဲ့ဟာကပါလဲဆိုလို့ရှိရင်2021နဲ့2020ဆိုတဲ့ချိန်မှာညောင်းထဲမှာကျွန်တော်တို့သင်တန်းတွေ ပေးတဲ့အချိန်မှာသင်တန်းအပတ်စဉ်တိုင်းအပတ်စဉ်တိုင်းမှာကျွန်တော်တို့အမျိုးသမီးအနည်းဆုံး30လောက်ကတည်းကတက်ကြတယ်။သင်တန်းအားလုံးပြီးသွားတဲ့အခါမှာအမျိုးသမီးရဲ့အင်အားကကျွန်တော်တို့200ကျော်ထိတက်ဖွဲ့တွေမှာရှိခဲ့တယ်ပေါ့နော်။ဒီအမျိုးသမီးတွေကလည်းဒီလောက်အင်အားလည်းများတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတက်ဖွဲ့တွေထဲမှာဆိုလို့ရှိရင်ဒီအမျိုးသမီးတူတွေနဲ့သူတို့ရဲ့လုပ်ရည်ကံရည်ရတဲ့တချို့ဆိုရင်ထက်ထက်မြက်မြက်အပိုင်းတွေပါတယ်။ တချို့ယောက်ျားလေးတွေမလုံနိုင်တဲ့အပိုင်းတွေတော့မှဒီတချို့မျိုးသမီးတွေလုံနိုင်သွားတဲ့အခါမျိုးတွေရှိတယ်ပေါ့နော်တချို့အရသာပြောလို့မကောင်းတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ညောင်မကျွန်တော်တို့အမျိုးသမီး200ကျော်နဲ့ညောင်မျိုးသမီး70တော်ဖွဲ့စုံသွားဖွဲ့ပြလိုက်ကြတယ်အဲ့လိုမျိုးနဲ့ဒီညောင်တယ်မှာဆိုလို့ရှိရင်ဒီအမျိုးသမီးတွေရဲ့တော်လိုင်းမှာပါဝင်မှုနော်အဲ့လိုကြီးကြီးရှိခဲ့တယ်အဲ့ထဲမှာဆိုလို့ရှိရင်လည်း NGBT တွေလည်း ပါကြတာပဲအများကြီးပဲအခုလက်ရှိကျွန်တော်တို့အမျိုးသမီးအဖွဲ့ထဲမှာမဟုတ်ဘဲနဲ့တီချာအဖွဲ့တဖွဲ့ချင်းဒီတဖွဲ့ချင်းစီမှာဆိုရင်လည်းဒါအမျိုးသမီးတက်သားတယ်ဆိုတာရှိကြတာပဲပေါ့နော်ဒါအဲ့လိုမျိုးနဲ့ဆိုတော့ကျတော့သူတို့ရဲ့အခမ်းကဏ္ဍတွေကကျတော့လည်းအရေးကြီးတယ်ခုနကဟိုပြောစလိုမျိုးပဲပုံတရံတွေမတူကြဘူးလုံလိုက်စွမ်းတွေမတူကြဘူးမတူကြတဲ့နေရာမှာကျွန်တော်တို့ဒီတော်လိုင်းကြီးမှာယောက်ျားလေးတွေဒီလုံမှာရတဲ့တော်လိုင်းကြီးမျိုးဆိုပြီးပုံသွင်းထားတာမျိုးလည်းမဟုတ်ဘူးဒါအမျိုးသမီးတွေပါလို့မရဘူးဆိုတာမျိုးလည်းမဟုတ်ဘူးအလုံးကဘုံရံသူတူတယ်ပြီးလို့ရှိရင်ခံကြရတာချင်းတူတယ် ွေးဆက်ကြရတာချင်းတူတဲ့အတွက်ကြောင့်မို့အားလုံးဝိုင်းပြီးတွန်းလံမှဒီစနစ်ကချုပ်ဖြတ်နိုင်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးလက်တွဲနိုင်ကြဖို့ပဲလိုတာပေါ့နော်ဒီလိုမျိုးဒီအမျိုးသမီးတွေရဲ့အခမ်းအနားတွေမှာကျွန်တော်အရေးကြီးတဲ့အပိုင်းတွေမှာအများကြီးရှိခဲ့တယ်ဥပမာအနေနဲ့ဘလို့အပိုင်းတွေမှာကအများဆုံးရှိခဲ့လဲဆိုလို့ရှိရင်သူတို့ရဲ့လုံနိုင်စွမ်းပြီးလို့ရှိရင်သူတို့ရဲ့တာဝန်ယူရတဲ့အပိုင်းအလိုက် တို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်တွေကလည်းမတူညီကြတော့ဘူးဥပမာကျွန်တော်တို့ဗန်နာရေးပိုင်းမှာတာဝန်ခံပြီးတော့တာဝန်ယူထားတဲ့ဒီအမျိုးသမီးတယောက်ဆိုလို့ရှိရင်ဒီဗန်နာရေးနဲ့ဆုံးဖြတ်ပိုင်ခွင့်တွေကသူ့မှာအပြည့်အဝရှိအဲ့တော့ကျတော့မှားတီမှန်တီတွေကတခြားတစ်ပိုင်းပေါ့ဒါပေမဲ့သူ့ရဲ့လုံပိုင်ခွင့်သူ့တာဝန်ယူထားတဲ့အပိုင်းမှာတော့သူဆုံးဖြတ်မဲ့ဟာကသူ့ရဲ့တာဝန်ဖြစ်သွားတယ်ပေါ့ ကျွန်တော်တို့ဒီကျမ်းမာရေးပိုင်းတွေမှာဆိုလို့ရှင်လဲစေတသားဖြင့်တာဝန်ယူထားတဲ့ဒီအမျိုးသမီးတွေဆိုလို့ရှင်လဲဒီစေဝါကြွမ်းကြုံမှုပိုင်းဆိုင်ရာနဲ့ကျမ်းမာရေးပိုင်းဆိုင်ရာတွေမှာဆုံးဖြတ်မဲ့အပိုင်းတွေကသူတို့ရဲ့အပိုင်းတွေပဲအဲ့လိုမျိုးပဲကျွန်တော်တို့ရှေ့တန်းမှာလိုက်နေကြတဲ့အမျိုးသမီးတွေဆိုတာလည်းရှိကြတယ်တက်ဆုမှုဖြစ်သလားတက်စိတ်မှုဖြစ်သလားတက်ခွင့်မှုဖြစ်သလားပုံမှာမူတည်ပြီးတော့ဆုံးဖြတ်ပိုင်ခွင့်တွေကအတိအသင့်ရှိကြတာအဲ့တော့ကျတော့အမျိုးသမီးအမျိုးသားကွဲပြားမှုဒီဂျန်နာကွဲပြားမှုကိုကျွန်တော်တို့ကအဓိကထားတာမဟုတ်ဘဲနဲ့အားလုံးပူးပေါင်းဆောင်ရွက်ပြီးတော့ဒီစစ်အာဏာရှင်ပြုတ်ကြဖို့အရေးကိုပဲအဓိကထားတာဖြစ်တဲ့အတွက်အတွက်ကြောင့်မို့လို့ဒီပေါင်းခတ်တဲ့ ကျွန်တော်ဂျန်နာဖွဲ့ပြမှုကိုတော့ကျွန်တော်တို့စီမှာတော့ကျင့်သုံးနိုင်မှုလည်းမရှိဘူးလက်ခံနိုင်မှုလည်းမရှိဘူးအားလုံးတပြေးညီတည်းတရန်တဆရဲပဲကျွန်တော်တို့သွားကြပါတယ်ခင်ဗျ